မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အောက်တိုဘာလ18ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့စစ်ကောင်စီပြန်ထိန်းချုပ်ထားတဲ့ရှမ်းမြောက်ကကြောင်မဲမြို့ပေါ်မှာဒီနေ့အောက်တိုဘာလ18ရက်နေ့ နေ့လယ်2နာရီလောက်မှာတနက်ပစ်ခတ်တန်းတွေဇက်တိုက်ထွက်ပေါ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နေ့လယ်2နာရီကျော်မှာတနက်ပစ်ခတ်တန်းဆယ်ချက်ထက်မနည်းကိုကြောင်မဲမြို့ပေါ်မှာကြားလိုက်ရတယ်လို့ဒေသခံတချို့ကပြောပါတယ်။မြို့ထဲမှာတင်ပစ်နေကြတာဇက်တိုက်ကြီးကြားလိုက်ရတယ်။ကလေးတွေကကြောင်တက်နေကြတာဆိုတော့ပြေးခေါ်အောင်ပါပေါ့။အပြင်ထွက်ဖို့လည်းမထွက်ရဲဘူးဖြစ်နေတယ်။မြို့ပေါ်နေရာတွေမှာစစ်ခွေးတွေကတောက်လျှောက်ရှိတယ်လို့ဒေသခံတို့ကပြောပါတယ်။နောက်ထပ်တနက်ပစ်ခတ်တန်းမကြားတော့ပဲဒေသခံကြောင်သားမိဘတချို့ဟာသူတို့ရဲ့ကလေးတွေကိုတွားရောက်ပြီးတော့ခေါ်ဆောင်နေကြတယ်လို့သိရပါတယ်။ DNA ထိမ့်ချုပ်ထားတဲ့အကြောင်းမင်းမျိုးကိုအော်တိုဘာလ1ရက်နေ့မှာစစ်ကောင်စီကပြန်လည်သိမ်းယူပြီးတော့ အုတ်ချုပ်ရေးရန်တရားလေပတ်အောင်စူးစမ်းနေပါတယ်။ကြောင်မဲမျိုးဘော်ကိုပြန်ဝင်ပြီးနောက်တနေ့မှာဌာနဆိုင်ရာဝန်ထမ်းတွေကိုပါခေါ်လာပြီးတော့ရုံးတွေနဲ့စာတင်ကြောင်းတွေလည်းပြန်ဖွင့်နေတယ်လို့သိရပါတယ်။ရဲခေါ်ရွာအပါဝင်ကြောင်မဲမျိုးနယ်တဲကနေရာတချို့မှာတိုက်ပွဲတွေဆက်ဖြစ်နေခဲ့ပါတယ်။စစ်ကောင်စီဟာကြောင်မဲမျိုးကိုတင်းယူခဲ့ပြီးတဲ့နောက် DNL ထိန်းချုပ်ထားတဲ့မျိုးတွေကိုဘုံကျဲပြီးဒီဘောမျိုးကိုလည်းအော်တိုဘာလ16ရက်နေ့မှာထမှန်တင်းယူခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာကြောင်မဲမျိုးနယ်ဒီဘောမျိုးကစစ်ဘေးရှောင်တွေဟာနေရက်ကိုပြန်လာဖို့စူးစမ်းနေကြတယ်လို့ အခြေအနေတွေကိုစောင့်ကြည့်နေတဲ့သူတွေလည်းရှိကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းမြောက်မှာထိုးစစ်ပြန်ဆင်နေတဲ့စစ်ခွေးတပ်ကဒီကနေ့မနက်ပိုင်းမှာတီဘောမြို့တွင်းကရက်ွက်တချို့ကို drone နဲ့ဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်နေပြီးတော့မြို့ရဲ့တဝက်လောက်ကိုထိန်းချုပ်ထားနိုင်ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မနက်09:45မိနစ်ခန့်မှာတောင်ကြီးအနီးမှာရှိတဲ့ဇက်စုနဲ့ကျောင်းစုဘက်ကို drone များနဲ့ ်ဘုံကျဲတက်ခတ်မှုများပြုလုပ်နေတယ်လို့သိရပါတယ်။ DNL နဲ့မဟာမိတ်များဘက်ကလည်းနေရာတချို့မှာခံစစ်ပြင်ဆင်ထားကြောင်းမြေပြင်သတင်းအမြင့်တို့ကပြောပါတယ်။စစ်တပ်ကဈေးရဲ့ပတ်ပတ်လဲမြို့လေဓမ္မယုံတွေမှာနေရာယူထားကြပါတယ်။အရက်ဝတ်ပျောက်ကြားတွေလည်းမြို့ထဲမှာရှိတယ်မျိုးရဲ့လူတို့ကိုတော့မျိုးလေဇေဇတ်စုညောင်ကိုပင်တုံးစင်းဘက်ကိုတော့ပေးမသွားသေးဘူးတက်ကအိမ်တကားတွေကိုပိတ်ထားဖို့အပြေမထွက်ကြဖို့ပြောတယ်လို့ဒီကနေ့အော်တိုဘာလ18ရက်နေ့မနေ့9နာရီခွဲမှာပြောဆိုထားပါတယ် မနေ့ကအော်တိုဘားလ16ရက်နေ့ညနေ3နာရီခွဲကစပြီးတော့တိုက်ပွဲအတွင်းမှာအဆောက်အဦတချို့မီးလောင်ခဲ့တယ်လို့ဒေသခံတချို့ကပြောပါရယ်ဇက်စုဘတ်နဲ့တီဘောမျိုးတဲကတီဘောရဲစခန်းထွေးအုပ်ယုံမြေစရင်ယုံစိုက်ပျိုးရေးယုံနေနဲ့ထောင်မှာနိုင်ဝဲလောက်ပဲလောင်တာ မီးကတော့ရှုံမီးပါမျက်နှာမှာမတ်စတာထားတဲ့အရွက်ဝင်တဲ့လူတွေလိုက်ရှုံနေတာရက်ွက်တွေကလူတွေမီးထွက်ငိမ့်နေကြရတယ်လို့၎င်းကရှင်းပြထားပါတယ်ဟိုတယ်တီဘောမှာတော့အမိုးဘော်ကိုလက်နဲ့ကြီးကြောက်ရောက်ပြီးတော့မီးလောင်ခဲ့ခြင်းဖြစ်ကြောင်းဒေသခံတို့ကပြောပါတယ်မနေ့ကညနေ၄နာရီခွဲမှာလက်နဲ့ကြီးလက်နဲ့ငယ်များနဲ့တိုက်ပွဲပြင်းထန်လာပြီးတော့ညနေ၅နာရီခွဲလောက်မှာမိုးသည်ထန်စွာရွာသွန်းပြီးညနေ၆နာရီလောက်မှာတော့မီးလောင်နေတာတွေနဲ့တိုက်ပွဲဖြစ်တဲ့နေ့ရက်တန့်သွားခဲ့တယ်လို့သိရပါတယ်မနေ့ကမြို့ဝင်ထွက်ကိုစစ်တပ်ကခွင့်ပြုထားတော့လေတီဘောတရားကို ည6နာရီကနေမနက်6နာရီထိပိတ်ထားကဒီကနေ့မနက်ပိုင်းမှာတော့ပြန်လည်ခွင့်ပြုပေးခဲ့တယ်လို့သိရတော့လေအဝင်သာရပြီးတော့အထွက်ကိုတော့ခွင့်မပြုဘူးလို့ဒေသခံတွေစီကသိရပါဗျ။စစ်တကကြောင်မဲကိုအော်တိုဘားလတည့်ရနေ့ကပြန်ရပြီးတဲ့နောက်ဒီဘောကိုပါတောက်လျှောက်ထိုးစစ်ဆင်လာခဲ့ရာ15ရက်အကြာမှာအခုအချိန်တွေကိုရောက်ရှိခဲ့ခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမြင်းကြံခရိုင်ပတ်ကဖရဲ့အချုပ်ခန်းကနေအချုပ်သား30နီးပါးကလက်နက်တချို့ကိုယူကာထွက်ပြေးမှုဖြစ်ပွားပြီးရှေ့ဦးကိုပြန်လည်ဖမ်းဆီးရမိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်မနေ့ကအော်တိုဘားလ16ရက်နေ့မှာမြင်းချံခရိုင်ပတ်ကားဖရဲ့အချုပ်ခန်းကအချုပ်သားအယောက်30ခန်းဟာတနက်တွေယူပြီးတော့ထွက်ပြေးသွားကြောင်းမြင်းချံလူလူလှုပ်ရှားမှုကော်မတီကအသိပေးထားပါတယ်အဲ့ဒီထွက်ပြေးသွားတဲ့အချုပ်သားတွေတဲကအမျိုးသား9ဦးနဲ့အမျိုးသမီး2ဦးစုစုပေါင်း8ဦးကို AK တလက်အတူတလက်ကာပိုင်တလက်ဓားရှိတစ်ချောင်းစတဲ့လက်နက်တွေနဲ့အတူပြန်လည်ဖမ်းဆီးရမိထားတယ်လို့0ပျောက်ကြားတပ်ဖွဲ့ခေါင်းဆောင်ကိုတက်ကြီးကပြောပြထားပါတယ်ဘလို့အချုပ်သားတွေလဲဆိုတာကျွန်တော်မသိပါဘူးဖမ်းပြီးတခါတည်းသက်ဆိုင်ရာအလိုက်တာပါလို့ကိုတက်ကြီးကပြောပြထားပါတယ် ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့မြင်းညာခရိုင်ပတ်ကပကိုဆက်သွယ်မေးမြန်းဖို့စ조사နေပြီးတော့လက်တလုံးဆက်သွယ်လို့မရသေးဘူးလို့သိရပါဗါတော်လိုင်းအားကောင်းတဲ့မြင်းညာမြို့နယ်မှာစစ်ကောင်စီတပ်ဟာမြေပြင်ကနေစစ်ကြောင်းထိုးမီးရှို့တာတွေကိုပြုလုပ်နေပြီးတော့ပြီးခဲ့တဲ့စက်တဘာလ29ရက်နေ့ကလည်းမြင်းညာမြို့နယ်ညောင်မင်းရွာကို drone နဲ့ပုံချခဲ့လို့အသက်65နှစ်အရွယ်အမျိုးသမီးတအုပ်နဲ့အသက်40အရွယ်တားဖြစ်သူတို့တိတ်ဆုံးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဇဂန္ဒာကမ်ဘလူမြို့နယ်မှာစစ်တပ်နဲ့ပြူစော်တီများကခရီးသွားလာတဲ့လင်မယားနှစ်ဦးကိုဖမ်းဆီးပြီးတော့ဇနီးဖြစ်သူဒေါ်အေးမာဦးကိုမရင်းကျင်တပ်ဖြတ်လိုက်ကခင်မောဟာနှိမ့်ဆက်ညှဉ်းပန်းခံရတဲ့ဒဏ်ရာအပြည့်နဲ့ထွက်ပြေးလွတ်မြောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ16ရက်နေ့မနက်9:00နာရီခန့်အချိန်မှာကမ်ဘလူမြို့နယ်ရွှေဘုံမြေကြီးနားလမ်းပိုင်းမှာရှိတဲ့ဇပယ်နန်တာပြူစော်တီအထိုင်စခန်းကအကြမ်းဖက်စစ်ခွေးတွေကကောလင်းမြို့နယ်ညောင်ကုန်းကျေးရွာကနေတန့်စင်နယ်ဘက်ကို ကထိန်ခင်းရန်သွားတယ်ဦးကျော်မျိုးနဲ့ဒေါ်အေးမာဦးတို့လင်မယားနှစ်ယောက်ကိုဖမ်းဆီးခဲ့တယ်လို့သိရပါဗါးအခုလို့ဖမ်းဆီးပြီးတဲ့နောက်ဒေါ်အေးမာဦးကိုမရင်းကျင်တပ်ဖြတ်ပြီးတော့ဒေါ်အေးမာဦးဝစ်ဆင်ထားတဲ့စွဲသီးပါတဲ့ရွှေစွဲကြိုးနှစ်ခုတကြက်သားရွှေအခဲတစ်ခုငကက်တစ်ခုလက်ကောက်တစ်ခုစုစုပေါင်းရွှေ၃ချက်သားနဲ့ငွေသား9သိန်းဖုန်း၃လုံးစိုင်းကဲတစ်စီးတို့ကိုလူရက်ခဲ့တယ်လို့သိရပါဗါးအဲ့ဒီနောက်သူရဲ့ယောက်ျားဖြစ်သူဦးကျော်မျိုးဦးကိုလည်းစစ်တပ်ကညှဉ်းပန်းနှိပ်စက်ခဲ့တယ်လို့ပြောပါတယ်။ဒဏ်ရာရရှိထားတဲ့ဦးကျော်မျိုးဦးဟာ ။စပယ်နန်သာပြူစောတိအထိုင်စခန်းကနေထွက်ပြေးလွတ်မြောက်လာပြီးတဲ့နောက်ကမ်ဘလူခရိုင်အမှတ်3 PDF တရင်ထံကိုရောက်ရှိလာတယ်လို့သိရပါဗျ။အချက်ဘတ်စစ်ခွေးတက်ကအခုလိုမျိုးရုံမှရိုင်းဆိုင်စွာပြုတ်မှုနေတဲ့အတွာပြည်သူများအနေနဲ့ခီးသွားလာရမှာစစ်ခွေးတက်စခန်းများရှိရာနေရာများကိုသတိပြုရှောင်ရှားသွားလာကြပါရန်ကမ်ဘလူခရိုင်အမှတ်3 PDF တရင်ကတောင်းရှိသူတို့ကသတိပေးပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းအုပ်ဖို့မြို့နယ်မှာစစ်တပ်ကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးတဲ့အချိန်မှာထွက်ပြေးတဲ့ဆိုပြီးတော့ရေဒါကြေးရွာကလူငယ်ကိုအောင်နိုင်စိုးကိုစစ်ခွေးတွေကပြစ်ခတ်တပ်ဖြတ်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အော်တိုဘားလာ၁၂ရက်နေ့မိုးလွဲ၂နာရီခန့်အချိန်မှာအုပ်ဖို့မြို့နယ်မုံရန်ရွာနယ်ဂျိုကိုမင်ရွာကြားမှာရှိတဲ့ဆယ်မြောင်းပေါ်မှာအချမ်းမဲ့စစ်တပ်ကလူငယ်များကိုလိုက်လံပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးထွက်ပြေးသွားတဲ့လူငယ်များဟာစစ်ခွေးတွေကလိုက်လံပစ်ခတ်ရာရေဒါကြေးရွာကကိုအောင်နိုင်စိုးကိုကြီးစံထိမှန်ပြီးတော့ပွဲချင်းပြီးတိတ်ဆုံသွားတယ်လို့သိရပါဗျ။အချမ်းမဲ့စစ်တပ်ဟာတိတ်ဆုံသွားတဲ့ကိုအောင်နိုင်စိုးရဲ့ရုပ်အလောင်းကိုလက်ရှိအချိန်ထိဒဂျိုခွင့်မပေးသေးတဲ့အတွက်ကြောင့်မိသားစုဝင်တွေကရက်လယ်ဆွတ်ချက်မပြုတ်လို့ရသေးဘူးလို့ပြောပါဗျ။ ရေဒါကြေးရွာကကိုအောင်နိုင်စိုးကိုစစ်ခွေးတွေကပေါ်တာဆွဲဖမ်းနေတဲ့အချိန်မှာထွက်ပြေးလို့ဆိုပြီးတော့ပြစ်တက်လိုက်တာနောက်ပြီးတော့အလောင်းကိုလည်းကြိုခွင့်မပေးလို့မိသားစုတွေအခက်တွေ့နေရပါတယ်အောင်နိုင်စိုးကရေဒါကြေးရွာသားဂျိုးကိုပင်ရွာသူနဲ့အိမ်အောင်လာကြတာဝတ်သားရောက်တဲ့အလုပ်လုပ်ပါတယ်လို့မိတ်ဆွေတို့ကပြောပြထားပါတယ်လက်တလုံးမှာဘကိုးတိုင်းအုပ်ဖို့မြို့နယ်ဂျိုးပင်ကောင်းမြို့နယ်မင်းလာမြို့နယ်အပါအဝင်မြို့နယ်အများစုမှာစစ်တပ်ကစစ်မှုထမ်းအပတ်စဉ်ဆက်ရှိအတွက်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးတဲ့အပြင် ခရီးသည်တင်ကားတွေဝကပါဆွဲချဖမ်းဆီးမှုအများပြုလုပ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့ပေါ်မှာကျိုးတုပ်မီးရှို့တပ်ဖြတ်ခံထားရတဲ့အမျိုးသားရုပ်အလောင်းတလောင်းလာရောက်ဆွန့်ပစ်မှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကအော်တိုဘားလ16ရက်နေ့ညပိုင်းကတောင်ကြီးမြို့မြို့မရက်ကဆက်ဆံထုံးလမ်းပေါ်မှာ မြို့မှာလဖေးဆိုင်အနီးအရောက်မှာအသက်30ကနေပြီးတော့40အရွယ်ကြားရှိတဲ့အမျိုးသားတအုပ်ကိုကျိုးထုတ်ပြီးမိရှုတက်ဖြတ်ခံထားရတဲ့ရုပ်အလောင်းကိုတွေ့ရှိခဲ့ပြီးတော့မိသူမိဝါဖြစ်တယ်ဆိုတာကိုတော့မသိရသေးဘူးလို့ပြောပါရယ်အသက်အရွယ်က30နဲ့40ကြားလောက်ပဲပိန်ပိန်ပါပါနဲ့သူ့စီမှာလွယ်အိပ်ပါတယ်လွယ်အိပ်ထဲမှာကော်မီးချောင်းတွေမီးချစ်တွေပါတယ်အပိုင်ပိုင်ခုတ်ထားတာတော့မဟုတ်ဘူးထိုးသွင်းတံရပြက်ရှာတံရဖူးရောက်တံရတွေနဲ့နရွက်တစ်ဖက်လည်းပြက်နေတယ်ရင်ဘက်မှာကြားပုံတက်တူးပါတယ် ဆက်ဆံထွန်းလမ်းပေါ်ကမြို့မလဖေးဆိုင်ဂျားအထိ Honda Fit ကားနဲ့လာပစ်သွားတာလို့ဒေသနေပြည်သူတို့ကအတည်ပြုပြောကြားထားပါဗါတယ်အဲ့ဒီရုပ်လောင်းကိုရဲတပ်ဖွဲ့ဝင်များကလာရောက်စစ်ဆေးကဆက်ဆံထွန်းဆေးရုံကိုတည်ဆောင်သွားပြီးအခင်းဖြစ်ပွားရနေရာအနီးမှာရှိတဲ့ CCTV မှတ်တမ်းများကိုလိုက်လံစစ်ဆေးလျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနမ်ဆန်မြို့နယ်ဟိုမင်းကြီးရွာကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲချခဲ့ရာအသက်15နှစ်အရွယ်မိန်းကလေးငယ်2ဦးအပါအဝင်ပြည်သူ3ဦးသေဆုံးပြီး2ဦးဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီနေ့အော်တိုဘားလ18ရက်နေ့မနက်7:00နာရီ10မိနစ်အချိန်နန်းဆန်မြို့နယ်ဟိုမင်းကြီးရွာကိုစစ်တပ်ကလေရင်နဲ့ပေါင်900ဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ရာအသက်15နှစ်အရွယ်လူကြီးဆန္ဒဝင်းနဲ့လူကြီးစပင်ညော့အသက်55နှစ်အရွယ်ဦးကွန်ရွယ်တို့ပွဲချင်းပြီးတိုက်ဆုံသွားတယ်လို့သိရပါဗျ။ဒါအပြင်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာအသက်20အရွယ်လူကြီးနီလာကျော်နဲ့ အသက်40အရွယ်ဒေါ်အေးဆွေတို့ဘုံစားထိမှန်တရားရရှိခဲ့ပြီးတော့နေအိမ်၅လုံးလည်းထိမှန်ပျက်စီးသွားတယ်လို့သိရပါဗါတယ်အလားတူပဲနမ်မတူမြို့ကိုလည်းဒီကနေ့မနက်ပိုင်းမှာစစ်တပ်ကလေကြောင်းကနေပြီးတော့ပေါင်250ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ရာအမျိုးသမီး၄ဦးထိမှန်တရားရရှိခဲ့ပြီးတော့စာတင်ဆောင်နှဆောင်နဲ့ပြည်သူပိုင်းနေအိမ်များလည်းထိခိုက်ပျက်စီးသွားတယ်လို့သိရပါဗါတယ်စစ်ခွေးတပ်ကအခု အော်တိုဘာလ10ရက်နေ့ကနေအော်တိုဘာလ16ရက်နေ့အထိ စစ်ကောင်စီကလေကြောင်းကနေပြီးတော့မန်တုံမြို့မှာတစ်ကြိမ်၊ကြောင်မဲမြို့မှာ၃ကြိမ်၊ဒီဘောမြို့မှာ၅ကြိမ်၊မိုင်းကုန်းမြို့မှာတစ်ကြိမ်၊မိုင်းလုံးမြို့မှာ၄ကြိမ်၊နမ်ဆန်မြို့မှာ၃ကြိမ်၊နမ်မတူမြို့မှာ၄ကြိမ်၊မိုးမိတ်မြို့မှာ၃ကြိမ်နဲ့မိုးကုံမြို့မှာတစ်ကြိမ်စုစုပေါင်း25ကြိမ်လာရောက်ဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော့ကလေး9ဦး၊အမျိုးသား10ဦးနဲ့အမျိုးသမီး12ဦးစုစုပေါင်း29ဦးတေဆုံးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွာ Revolute Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသား များအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အချမ်းမဲ့စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ